အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေအစီအစဉ်ကနေပြီးတော့ပြန်လဲပြီးကြိုလိုက်ပါတယ်အဲ့တော့လက်ရှိမှာတော့ဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတကူရောက်ရှိနေခဲ့တာကတော့ဒါကျွန်တော်တို့ championship ကနေတန်းတက်လာမယ့်ဒိနေဖြစ်တယ်အဲ့တော့ championship ကတန်းတက်လာမယ့်ဒိနေမှာ league united နဲ့ ban league ကတော့တန်းတက်ဖို့အတွက်တရားဝင်ဖြစ်သွားခဲ့အဲ့တော့ ဒါကျွန်တော်တို့မိနစ်တစ်နှစ်ကမှတန်ဆင်သွားခဲ့တဲ့ Lee United နဲ့ Ban Lee ကပြန်လည်ပြီးတန်းတက်သွားမှာဖြစ်ပါတယ်။အဲ့တော့မမေရ Ban Lee ကိုဒါကျွန်တော်တို့တစ်ချိန်ကဒါကျွန်တော် company ကတန်းပြန်တန်းအောင်လုပ်ပေးခဲ့တယ်။မိနစ်ကဒါကျွန်တော်တို့အေးပေါ့မိနစ်ကယာတီကဒါ Ban Lee နဲ့တူတာတန်းပြန်ဆင်းသွားရဲဒီနေ့မှတန်းပြန်တက်တယ်။အဲ့တော့တန်းတက်လိုက်ဆင်းလိုက်နဲ့နှစ်ကောင်နဲ့ဒါတိုင်ပတ်နေခဲ့တာ Lee United နဲ့ Ban Lee ပဲ။အဲ့တော့ဒီနေ့မှဒါကျွန်တော်နည်းနည်းလေးရှင်းပြခြင်းတာကခင်ဗျားတို့ကိုစုကြည့်ကြောင်းလေးနည်းနည်းလေးရှင်းပြခြင်းတယ်။ဒီနေ့မှဒါကျွန်တော်တို့ လီယူနိုက်တက်နဲ့ဘန်လီကတချို့ကြပြောဟာချန်ပီယံရှစ်ကနေတာပရီးမီယာလီဂ်ကိုတက်တာတန်းရာနဲ့ချီရတယ်ဆိုတော့ဥစားကျွန်တော်နည်းနည်းလေးရှင်းပြခြင်းနေတာခုနကပေါ်လက်ရှိမှာလေလီယူနိုက်တက်နဲ့ဘန်လီကြောင့်ပြောခြင်းနေအဲ့ဒါ congratulation နဲ့နည်းနည်းလုပ်ပေးခြင်းတော့ပြီးတော့ဒါအကြီးအဆုံးတစ်ချက်ကဘဝမှာလောကမှာမတရားမှုဆိုတာရှိတယ်ဆိုတာပြခြင်းတာပေါ့နော်အဲ့တော့လက်ရှိမှာလီယူနိုက်တက်နဲ့ဘန်လီကလက်ရှိအနေထားရတာကျွန်တော်တို့ မနေ့ညကကန်ခဲ့တဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ Leeds United ကဂိုးပြန်နိုင်ခဲ့တယ်။ Burnley ကလည်းဒါကျွန်တော်အနိုင်ရခဲ့ပြီးလက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုမိုက်ခဲ့တယ်။ Burnley ကဒါဒီနှစ်မှာသူတို့ရဲ့ cancel ပိုင်းကတော်တော်လေးကိုစူပတ်ဖြစ်ခဲ့တယ်။လက်ရှိမှာဒါ Burnley ရဲ့ပိုင်ရှင်အစ်စ်တွေကိုတိုင်ကဒါကျွန်တော်တို့ ဂိုးသမားနဲ့အလောင်းစားလုတ်ခဲတဲ့အထိကိုဒါကျွန်တော်တော်တော်လေးကိုကောင်းခဲ့တဲ့အထိကိုတွေ့ရမယ်။ဗန်လေးရဲ့ဒါခံစစ်ကိုကျွန်တော်ဒီနောက်ပိုင်းမပြောင်းချင်းဘူးဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဒါ54ပွဲမှာ55ဂိုးပဲပေးထားခဲ့တဲ့အသင်းသင်းဖြစ်လာခဲ့တယ်။အဲ့တော့ဒါချန်ပီယံရှစ်ကနေပြီးတော့ကျွန်တော်တို့ပရီးမီးယားလိဂ်ကိုတန်းပြန်တက်အောင်ဆွမ်းဆောင်နေတဲ့အချိန်မှာတော့စကော့ပါကာကတော်တော်လေးကိုအဆင်ပြေလာခဲ့တယ်။တချင်ကဒါဖူဟန်အသင်းရဲ့ကစားသမားတော်တန်ဟော့စပါအသင်းရဲ့ကစားသမားဖြစ်ခဲ့မှုတဲ့ပါကာတယောက်ကတော့ဒါကျွန်တော်တို့ချန်ပီယံရှစ်ကနေပရီးမီးယားလိဂ်ကိုပြန်ဆွဲတင်တဲ့နေရာမှာတကယ်ကိုချီးကျူးဖို့ကောင်းတဲ့နည်းပြတယောက်လို့ပြောလို့ရတယ်။ဒါပေမဲ့ပရီးမီးယားလိဂ် ောက်ပြီဆိုရင်ပါကာတယောက်အမြဲတမ်းလူတွေကျွန်တော်တို့ဒါ ထမရာသီဝက်လောက် မာတင်ကိုဒါအမြဲထုတ်ခံရနေပြရတော့ပါတယ်အခုလက်ရှိဘန်လေးမာနေတာပါကာတယောက်လက်ရှိမှာဒါကျွန်တော်တို့လက်စွမ်းတွေပြနေခဲ့ပြီးတော့သူ့အနေနဲ့နောက်ဆုံးပြိုင်ပွဲဆုံး၄ပွဲ54ပွဲမှာဒါကျွန်တော်15ဂိုးလောက်ထိပဲပေးခဲ့ရတဲ့ခံစစ်ကိုဒါဥဆောင်ပေးခဲ့တယ်တဖက်ကလီယူနိုက်တက်လီယူနိုက်တက်ကလက်ရှိမှာတိုက်ဆက်ပိုင်းကတော်တော်လေးကိုဆူပရက်ဖြစ်ခဲ့ပြီးဒါပူပူလောလောမှာကိုယ်တိုင်5ဂိုးသွင်းခဲ့တယ်အဲ့တော့နောက်သင်းလုံးကလက်ရှိမှာဒါကျွန်တော်အမှတ်တရဖြစ်64မှတ်64မှတ်ထိဒါကျွန်တော်သွားတယ်နောက်သင်းလုံးကကျွန်တော်တိတော့က46ပွဲထိကန်အားမှာထင်တယ်ဘောနော်46ပွဲဒါနောက်ထပ်2ပွဲကျန်သေးတယ်အခုက ချိန်ထိ Lee United နဲ့ Burnley နှစ်သင်းလုံးမှာဘယ်သင်းကတာကျွန်တော်တို့တို့ရဲ့ Championship ဖလားရသွားမလဲဆိုတာမသိတာသေးဘူး Lee United ကလာမဲ့ပတ်မှာတော့ကျွန်တော် Bristol နဲ့တွေ့ရအောင်ဖြစ်ပြီးတော့ Burnley ကတော့ကျွန်တော်တို့ QPR နဲ့တွေ့ရမှာပေါ့အဲ့တော့လက်ရှိမှာဒီနှစ်သင်းနဲ့တစ်သင်းကဘယ်သူက Championship ဖလားကြီးကိုရသွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းဒါပေမဲ့တေချာတကူကတော့ Burnley နဲ့ Lee United နှစ်သင်းလုံးကတော့လက်ရှိဒါကျွန်တော်54ပွဲကစားပြီးတော့ဒါရမှတ်နဲ့64မှတ်ထိဖြစ်သွားပြီးနှစ်သင်းလုံးကတော့လက်ရှိမှာတန်းတက်ဖို့အတွက်တရားဝင်တာသူတို့အပကနေကြီးညာခဲ့ပြီအဲ့တော့ဒီနေရာမှာ Lee United နဲ့ Burnley တက်တက်လာပြီ ဆိုတချို့ကြတာဒါ mistaking ဖြစ်တာကဘာလဲဆိုတော့ဟာတန်တက်တိုင်းတန်တက်ကြီးဆိုတန်တက်တဲ့ကြီးမရှိဘူးတန်တက်တဲ့ကြီးကဘယ်တော့မှမရှိဘူးတန်တက်လိုင်းဟာတချို့ကြဟာဒါမချန်ပီယံရှစ်ကတန်တက်လာပြီဆိုရင်ပေါင်တန်းတရာကျော်ရတယ်မဟုတ်ဘူးတချို့အဲ့ဒါမှားတာဖြစ်တယ်ချန်ပီယံရှစ်ကပရီးမီးယားလိဂ်ကိုတန်တက်လာပြီဆိုရင်ဒီအသင်းတွေနဲ့ရုပ်တန့်လွင်ခွင့်ကပေါင်10တန်းနဲ့ပေါင်တန်း30ဝင်းကျင်ကြံကနေပြီးတော့ပေါင်တန်းတရာနဲ့ 30ကောင်တန်တရာ20လောက်ထိတိုးတက်သွားတဲ့အထိကိုရတဲ့ကြောင့်ဒီညမှာချန်ပီယံရှစ်ကနေပရီးမီးယားလိဂ်ကိုတက်တဲ့ချိန်မှာစူဂျင်းငွေတန်တရာကျော်ရတယ်ဆိုတဲ့ဒါ fake news တွေထွက်လာပြန်အဲ့တော့ပြောချင်တာချန်ပီယံရှစ်ကနေပရီးမီးယားလိဂ်ကိုတက်ရင်ဒါကျွန်တော်စူဂျင်းငွေမပေးပါဘူးဒါခုနကပြောဖလားရတဲ့ချန်ပီယံရှစ်စူဂျင်းငွေပေးရင်ပေးမယ်ဒါပေမဲ့အဲ့လိုမျိုးတော့ပေးတာပြန်ဒါပေမဲ့ချန်ပီယံရှစ်ကနေပြီးတော့ချန်ပီယံရှစ်ရုပ်တန်လွင်ငွေဝင်ငွေကနေပြီးတော့ယူရိုပေါ့ဆိုပရီးမီးယားလိဂ်ရုပ်တန်လွင်ငွေဝင်ငွေကိုပြောင်းဖို့အတွက်ဆိုရင်တော့ပေါင်တန်းကိုယာနဲ့ချီတိုးတက်သွားမှာဖြစ်တယ်အဲ့ဒါကိုတချို့ကရေးသားတာကိုအရေးသားအမှားနဲ့ရေးသားပြန်ဒါပေမဲ့ဒါကလက်ရှိမှာလီယူနိုက်တက် တဲ့ဘန်လေးကလာမဲ့နွေရာဒီမှာတော့တေချာတခုကသူတို့အနေနဲ့ဖြည့်တင်းမှုလို့တဲ့ဘန်လေးပန်ရှင်နေနေအခုလက်ရှိမှာသူတို့အနေနဲ့ပြောင်းလဲဖို့လို့တဲ့ကော်မတီခက်ခက်လည်းအသင်းကိုတည်တည်ချာချာမပေါင်းလဲပြီးတဲ့ကြောင့်တော်တော်လေးကိုခံစားရခတ်သွားခဲ့ပြီလီယူနိုက်တက်လည်းဒီတိုင်းပဲလို့မြင်နေအဲ့တော့နှစ်သင်းလုံးအနေနဲ့လာမဲ့နှစ်မှာတန်းတက်ပြီးတော့ပြန်ပြီးတနှစ်ထဲမှာတန်းမဆင်းဖို့အတွက်အကြီးကျယ်စူးစမ်းရမယ်နှစ်တနှစ်လို့ကျွန်တော်အနေနဲ့မြင်နေဒါပေမဲ့ပြဿနာကဗျာခုနကအသင်းတစ်သင်းကဒါကျွန်တော်တို့ ရုတ်တရက်ငွေဝင်ငွေကလည်းဒါကျွန်တော်တို့ရာဒီကုံမရတာဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့သူတို့ကသူတို့အိတ်ဆိုင်ပြီးတော့ဒါကစားသမားဝင်အောင်ပြောသူတို့လည်းတနေ့တော့ဒါစဉ်းစားမယ်တဲ့မှာပါအဲ့တော့ဒါတန်တက်လာတဲ့ကစားသမားတွေနဲ့ပြန်လည်ပြီးကင်တွယ်ဖို့ဆိုတော့သူရတဲ့မှာလက်စတာဆောက်တတန်အစ်ဖစ်ကိုသုံးသင်းလုံးကိုတိုင်ကတိုင်ပတ်သွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ဒီနှစ်သင်းလုံးရဲ့ကွင်းတွေကိုလည်းကိုကရောက်ပြီးပြီတော့ဒါဒီနှစ်သင်းလုံးတက်တော့လာကျွန်တော်ဒီကွင်းတွေကိုဆက်ပြီးသွားစီရမှာလို့တော့ဒါပေမဲ့လက်ရှိမှာ play off ဆော့ရမယ်အသင်းတွေထဲမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ် play off ကိုဘယ်အသင်းတိပါမလဲပါတော်တော်လေးကိုစိတ်ဝင်စားပါဘာလို့လဲဆိုတော့ play off န နေရာလက်ရှိမှာကျွန်တော်တို့ဒါအဆင့်6နေရာပေါ့နော်66မှတ်ကအသင်းနဲ့ဒါအောက်ကအဆင့်30အဆင့်71လောက်ကအသင်းကဒါကျွန်တော်တို့6မှတ်ပဲကွာတယ်အဲ့တော့ အခုလက်ရှိမှာစွမ်စီတို့ဘာတို့ကအစဒါကျွန်တော်နောက်တစ်ဆင့်ကိုဒါကျွန်တော် GD ရဆိုတော့ဒါဖြစ်ဖို့နည်းပါတယ်ဒါပေမဲ့လက်ရှိမှာပြန်တွက်ကြည့်အောင်အဆင့်30လောက်ကအဆင့်9က Blackburn Rover ကကျွန်တော်ဒါ Coventry City ကနှစ်ပွဲဆက်ရှုံးသွားခဲ့တာ Blackburn Rover ကနှစ်ပွဲဆက်နိုင်သွားခဲ့မယ်ဆိုရင်60နဲ့ဒါ10မှတ်နဲ့အတူဒါကျွန်တော်လက်ရှိအနေထားရအဆင့်9ကိုဝင်ပြီးတော့ကျွန်တော်ဒါ championship play အဲ့တော့လက်ရှိမှာဒီ championship playoff ကဘာတူလဲဆိုတော့လက်ရှိမှာ premier league ကဒါဥရောပဝင်ငွေအတွက်တိုက်ပွဲတွေဝင်နေအဆင်အတူတူပဲအဆင့်3ကနေအဆင့်6ထိဒါဂျီနီယာမှာကြိုက်တဲ့အသင်းကနေပြီးတော့ဒါကျွန်တော်လက်ရှိမှာတောက်နှစ်မှာ premier league မှာတွေ့ဖို့တွေ့ဒါပေမဲ့လက်ရှိမှာဘလို့မှတရားမျှတမှုမရှိတဲ့ပြဿနာက Sheffield နဲ့ Sunderland အတွက်ပဲ Sheffield အသင်းတွေအခုလက်ရှိမှာရမှတ်အားဖြင့်ဆိုတော့86မှတ်ဖြစ်သားပြီဖြစ်တယ်အဲ့တော့အပေါ်ကအသင်းတွေကိုတော့မမီနိုင်တော့တဲ့အတွက်ကြောင့်မို့ Sheffield အသင်းတွေအဆင့်3နေရာမှာတည်အဲ့တော့ အောက်ကအသင်းနဲ့ရှက်ဖီအသင်းနဲ့လက်ရှိမှာအမှတ်ကတော်တော်လေးကိုကွာတယ်အဆင့်၄နေရာကဒါကျွန်တော်တို့ဆန်လာလက်နဲ့86မှတ်ဒါတော့တူတဲအပြည့်10မှတ်ကွာတယ် Bristol နဲ့68မှတ်ဆိုဒါကျွန်တော်အမှတ်20 16မှတ်နီနီกว่าတယ်။ Coventry နဲ့ဆိုတိုတယ်အားဖြင့်ဒါကျွန်တော်23မှတ်กว่าတယ်။ Sorry 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 အမှတ်20กว่าတယ်။ Middlesbrough နဲ့23မှတ်။အဲ့တော့ပြောချင်တာကလက်ရှိမှာသူ့အနေနဲ့ Sheffield United အနေနဲ့အခုလက်ရှိမှာအဆင့်3နေရာမှာဂိုးပြတ်အမှတ်ပြတ်ဦးဆောင်ထားနိုင်ခဲ့ပြီမြင်သူ့အနေလက်ရှိဒါကျွန်တော် Championship ရဲ့ Season Season ကြောင့်မို့သူ့အနေနဲ့ Playoff ဆောင်အောင်ဖြစ်တယ်။ Playoff ကဒါအဆင့်3 4 5 6က၄သိန်းဆောင်အောင်ဖြစ်ပြီးအချင်းချင်းဒါကျွန်တော်သိတော့အဆင့်3ကအသင်းက6နဲ့တွေ့မယ်။အဆင့်4ကအသင်းက5 ားနဲ့တွေ့မယ်ဆိုတဲ့ပုံစံမျိုးတွားဖို့ရှိတယ်အဲ့ဒီပွဲစဉ်တွေကိုလည်းဒါကျွန်တော်မှတ်မှတ်ရဝမ်ဘလီမှာပဲအမြဲတမ်းကျင်းပါပြဒါကလည်းအမြဲတမ်းကြီးလို့ကောင်းတယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ဒါ Premier League ပြိတ္တတွေနဲ့ဒါကျွန်တော်အကုန်လုံးယင်းဒီပြီးသားဒါကျွန်တော်တို့ club တွေရှိတယ်ဒါကတော့ Sunderland နဲ့ Sheffield ဖြစ်တယ် Bristol နဲ့ Coventry ကိုတော့တောင်းတောင်းယင်းဒါပေမဲ့ဒီနေရာမှာကျွန်တော်ယူရတာကျွန်တော် Sunderland ကိုကျွန်တော်မရောက်ဘူးသေးဘူးဒါ Bristol ရဲ့ကိုကျွန်တော်မရောက်ဘူး Coventry ကိုကျွန်တော်ရောက်ဖူးတယ် Sheffield United ကိုကျွန်တော်ရောက်ဖူးတယ် Sheffield United ကိုကျွန်တော် personally ကတော်တော်လေးကိုကြိုက်နှစ်သက်တဲ့ကိုင်းဖြစ်တယ်တော်တော်လေး agent အဲ့တော့ Sunderland နဲ့ Bristol တွေကဒါကျွန်တော်ဒါ middle pro လည်းဖြစ် သွားနိုင်တယ်မီဝေါ်လည်းဖြစ်သွားနိုင်တယ်ကျွန်တော်ဒါကာလာရှေဂျာမတွေ့ခဲ့ရတဲ့ black band rover လည်းဖြစ်သွားနိုင်တယ်အဲ့တော့လက်ရှိအချိန်ထိတော့ဒါဘယ်တဲ့အင်းကလာကျွန်တော်တတိယနေရာအတွက်ဒါကျွန်တော်တို့တန်းတက်သွားမလဲဆိုတာအခုချိန်ထိမသိရသေးဘူးရင်ခုန်ဆစ်လို့ရှာဖို့ဒါပေမဲ့ပြန်စမ်းသကြည့်မယ်ဆိုရင်တော့ဒါတတိယနေရာက Sheffield United တော့တော်တော်တော်လေးကိုတရားမျှတမှုမရှိတာပဲဘောနော်အဲ့တော့စီမင်းစီကန်နေဒါကျွန်တော်သဘာဝဘောင်းနေစီးနေမြင်းနေကြောင့်မို့ဒါကျွန်တော်တော်လေးကိုခံရခက်တဲ့ပြဿနာအဲ့တော့တကယ်လည်းပြန်စမ်းသကြည့်မယ်ဗျာအခုလက်ရှိမှာအကယ်၍သာ Coventry ကနေပြီးတော့လာမဲ့ဒါကျွန်တော် Championship Playoff မှာနိုင်သွားခဲ့ပြီးတော့ဒါ Premier League ကိုတက်သွားခဲ့မှာဆိုစဉ်းစားကြည့်စမ်းခင်ဗျ Sheffield နဲ့ Coventry City နဲ့ဆိုတကယ်တမ်းအမှတ်အပြည့်အမှတ်20กว่าတယ်အမှတ်20လောက်กว่าတဲ့အသင်းကတကယ်တမ်း Playoff မှာသူ့ကိုနေပြီးတက်သွားမယ်ဆိုခင်ဗျ Sheffield ဘက်ကကြည့်လုံးဝ feature လေးမယ်အဲ့တော့ Sheffield ပြည်သက်တွေကလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုယဉ်ခံနေပြီးတော့သူတို့နေတဲ့ဒါကျွန်တော်အကောင်းဆုံးကြိုးစားခဲ့မယ်နောက်ဆုံးတော့အဲ့တော့လက်ရှိမှာတချို့ကြတယ်လို့ပြန်တွေ့တော့ဩ Sheffield လောက်ထိကောင်းနေတာပဲ Coventry နဲ့ဒါတွေ့မယ်ဆိုရင်လည်းပိုကောင်းသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်အဲ့တော့လ လက်ရှိမှာဒါကျွန်တော်တို့ပိုကြည့်ရမယ်ဆိုတော့ Sheffield နဲ့ Sunderland လမ်းကတော့တေးကြပါတယ်ဒါကျွန်တော်တို့ playoff ကိုဆုတ်ဖို့အတွက် Bristol City, Coventry, Middlesbrough, Millwall, Blackburn ဘဒူနောက်တစ်ဆင့်ကိုတတ်ပေါ်မလဲဒါကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတာမှရှိရည်ရည်ရတာအခုလက်ရှိမှာအဆင့်3 4 5 6ခွန်အသင်းတွေကနောက်ဆုံးပြိုင်ပွဲတွေမှာအကုန်ရှုံးထားခဲ့တာဖြစ်ပါတယ်အဲ့တော့ ဘာတွေဘလို့ဖြစ်မလဲကတော့ကြောင့်ကြည့်ရမယ်။လက်ရှိမှာဒါ Championship Playoff ကလည်းရင်ခုန်ရှေ့လို့စားပွဲကြည့်ရမယ်။ကျွန်တော်တို့တချင်က Premier League Club ဟောင်းနေဖြစ်တဲ့ Blackburn ပြန်တက်လာမလား။ Middlesbrough ကြီးပြန်တက်လာမလား။ Sunderland ပြန်တက်လာ။ Sunderland ပြန်တက်မှာတော့လက်ရှိမှာ Newcastle ပြည်သက်တွေကမလူလားဆုံးဖြစ်ပါလိမ့်မယ်။ Newcastle ပြည်သက်တွေဒါကျွန်တော်တို့ဒါလုံးဝသူတို့ရဲ့အကြီးကျယ်ဆုံးပြိုင်ပွဲဖြစ်တဲ့ကြောင့် Sunderland ကိုသူတို့တက်စီချင်မှာမဟုတ်ဘူးလို့မြင်နေ။ဘလို့ပြောဒါကျွန်တော်ဘယ်အသင်းမတက်လာတက်လာတကယ်တည်းပြန်ကြည့်မယ်ဆိုတော့ Lee United Band League ကအခုလက်ရှိမှာ Premier League Club တွေဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ Championship ကနေနောက်တစ်ဆင့်ကိုတက်လှမ်းဖို့အတွက်ဘယ်သူတွေနေရာရသွားမလဲ။ ောက်ဆုံးပွဲနှစ်ပွဲကိုတည်တည်ချာချာကြည့်ရမယ်လို့ပြောရင်လည်းကျွန်တော်ကိုတော့ကိုပြပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point Zone TV for you တို့မှာကျင်းလို့ဆန်ပေါအောင်ကိုကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဦးပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3 Point Zone TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်ဗျ။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 Point Zone TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီ ေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရရညမလေး clip ဖို့မမေ့ကြပါနဲ့ဟုတ်ညမ်းညမ်း clip မှာမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးကြိုးစားပါတယ်ကျွန်တော်တော့ကြိုးပမ်းပါဗျဒီပေါ်ပါဗျ